မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြခြင်းတဲ့စာလေးကတော့ NLD ဘိုးအလုံးမှုဆောင်ကော်မတီဝင်ဦးဝင်းထိန်ရေးသားတယ်။ဂုံကျေးဇူးကိုအထူးတည်လျက်ဆရာဆန်ကျာမူနာဝရှိခဲ့တဲ့ဂါထာတပုဒ်ကျွန်တော်ငယ်ငယ်ကအဖိုးတွေအဖွားတွေဖျားရှိခွင်ရုပ်ဆိုတဲ့ ဂါထာတစ်ပုဒ်ကိုကျွန်တော်နားယူဝါနေခဲ့ပါတယ်။ဒါကတော့အောင်တရားရှိချက်တန်ခါဆက်လာယောင်ဝင်းလျက်ရှင်ဖြစ်စေကဗုဒ္ဓဆက်မြင့်မူတောင်းဦးမကအကျူးလျက်မိပါဆက်ဂုံကျေးဇူးကိုအထူးသိလျက်ဆရာဆက်စတဲ့ဂါထာဖြစ်ပါတယ်။လူကိုမကောင်းဆိုးဝါးတွေဒုက္ခမပေးနိုင်အောင်ရွတ်တဲ့အနရေကင်းဂါထာပါ။ ဖယောမဟုတ်တော့လဲကျွမ်းကျင်နားလေတဲ့ယဟန္တာတစ်ပါးကစီရင်ခဲ့တဲ့ဂါထာဖြစ်နိုင်တယ်လို့ဆိုပါတယ်ကျွန်တော်ကတော့ကိုရွေဖြစ်ရလေးတခုမှာအသက်ဘေးကအတီတီလေးလွတ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီအချက်ကိုကောင်းကောင်းဆွဲမြင်နေတာပါမသေးကောင်းမပြောက်ကောင်းကျွန်တော်အရာရှိဖြစ်ခါစားကပေါ့အဲ့ဒီနေ့နက်နက်စောစောမှာ ။မြွာတရွာကိုသတင်းရသွားရောက်ရှင်းလင်းဖို့ဆေလွှတ်ချင်းခံရပါတယ်။မြွာနာရောက်တော့တက်စိတ်နှစိတ်ကိုရှေ့ဝဲရနဲ့ညာဘက်ဖြန့်ပြီးချီတက်စီခဲ့ပါတယ်။ကျွန်တော်တို့ခေတုံးကတက်စိတ်တစိတ်မှာ၁၀ရောက်စီရှိပြီးသူတို့ဟာတယောက်နဲ့တယောက်၄၅ပေကွာကရင်ပောင်တန်းချီတက်စေကြပါတယ်။တက်စိတ်တစိမ့်နဲ့တစိမ့်ဂိုက်၂၀ခန့်ကွာပါတယ်။ ကျွန်တော်တက်ကြွကြီးနဲ့ရဲဘော်တို့ချို့ဟာကျွန်တော်နောက်ကတမ်းမိလာပါလာပါတယ်။ကျန်တဲ့အရန်တက်စိတ်ကတော့ကျွန်တော်တို့နောက်ကတဒန်းနေလိုက်လာခဲ့တာပါ။ကျွန်တော်တို့အနာရောက်မှသိရတာကရှေ့ကတက်စိတ်နဲ့စိတ်လုံးဖြတ်သွားတော့သူတို့ကြားထဲကရေအိုင်ငယ်တစ်ခုမှကျွဲတကောင်ကရေစိန်နေပါတယ်။ကျွဲကသူ့နားကရဲဘော်20လောက်ဖြတ်ကျော်သွားတာကိုပြီးမှသိတဲ့အခါပြုံးဝင်နေထလိုက်ပါတယ်။တနက်နဲ့ရဲဘော်တွေကိုမြင်တော့ ဘယ်ကိုသွားရမလဲဆိုတဲ့သဘောမျိုးနဲ့ခေါင်းကိုယမ်းနေပါလေသူ့ရဲ့ဘယ်ဘက်နဲ့ညာဘက်မှာရဲဘော်တွေရှိလို့မပြေးတာတော့ဘူးလို့ဆုံးဖြတ်လိုက်ဟန်ထူပါလေငလေကလူနှင်းငယ်ကိုခေါင်းဆောင်လာတဲ့ကျွန်တော်စီကိုကြေးလာပါတော့တယ်အဲ့ဒီလိုလေလာရောရဲဘော်တချို့ရဲ့ကောတန်နောက်ငန်းတန်တွေကိုလည်းကြားလိုက်ရပါလေအဲ့ဒီမှာကျွန်တော်ကန်ကောင်းမုံကနေချင်းမြန်ခီးမို့ကြောဖို့ဤပါမလာပါဘူးပြီးတော့ခေါင်းမှာလည်း fiber ခမောက် fiber helmet စောင်းလာပါတယ်။ကျွဲကကျွန်တော်စီပြေးလာတဲ့အခါမှာကျွန်တော်သူ့ဘက်ကိုလှည့်ပြီးအသည့်အနေထားဖြစ်အောင်ပြင်လိုက်ပါတယ်။စိတ်ထဲမှာဖြတ်ခနဲအတွေးတွေပေါ်လာပါတယ်။လျှက်စီးလက်တဲ့အချိန်လောက်ရှိမှာပါပဲ။ကျွဲရံကလှုပ်ဖို့ပထမတနေ့ကကျွန်တော်စီကိုဥတည်လာတဲ့ကျွဲရဲ့နှာရိုးဘော်ကိုခုန်တက်လိုက်ပြီးရှောင်မဲ့နီလန်ကတခုအဲ့ဒီနီကသူ့နှာရိုးဘော်ကိုခုန်တက်ပြီးရှောင်တဲ့အချိန်မှာသူ့ခေါင်းမငြိမ်ခုန်ဖို့မသိကြပါဘူး နောက်တနည်းကနောက်ကျွန်းလှိမ့်ပြီးကျွဲကိုရှောင်ဖို့ဖြစ်ပါတယ်။အဲ့ဒီအတွေးတွေဟာကျွန်တော်ကကျွဲခတ်မယ်လို့လာတဲ့အချိန်မှာတွေးမိတဲ့အတွေးတွေပါ။စက္ကန့်ပိုင်း split second အတွင်းဖြစ်လာတဲ့စိတ်အနေထားတွေပါ။ကျွဲကိုအနာရောက်လာတဲ့အချိန်မှာနောက်ကျွန်းလှိမ့်ပြီးရှောင်မဲ့နီလန်းကိုရွေးလိုက်တာကလည်းတစ်ဆက်သေးပါပဲ။ကျွဲကကျွန်တော်ကနီးလာတဲ့အခါကျွန်တော်ဟာ ကျွဲလာရာလမ်းဘက်စီက45ဒီဂရီလောက်မှန်ပြီးဘေးတစောင်းဖြတ်ခနဲထိုင်ချလိုက်ပါတယ်။ပြီးမှခြေထောက်နှစ်ဖက်ကိုဆက်ခနဲကိုးလိုက်ပြီးအားနဲ့လှိမ့်လိုက်တဲ့အခါအလဲတကူနောက်ကျွန်းလှိမ့်မိသားဖြစ်သွားပါတယ်။အဲ့ဒီလိုလှိမ့်လိုက်တဲ့အခါကျွဲညာဘက်ဂျိုကြီးကကျွန်တော်တင်မာနာကဝီးခနဲဖြတ်သွားတာမြင်လိုက်ရပါတယ်။ကျွန်တော်ရုတ်တရက်ပြန်ထပြီးခါမှရှိတဲ့၆လုံးမျိုးကိုဆွဲထုတ်လိုက်ပါတယ်။အကယ်၍ ကျွဲနောက်ပြန်လှည့်လိုက်အစ်စ်ဖြစ်နေအောင်ပါဒါပေမဲ့ကျွဲကတော့နောက်မလှည့်တော့ပါဘူးသူ့ခန္ဓာကိုယ်ရဲ့အရှိန်နဲ့ခြေဦးတဲ့ရာပြေးသွားပါပြီအဲ့ဒီနေ့ကစားပြီးသေဘေးကတည်တည်ကလေးလွတ်သွားတဲ့ကျွန်တော်အဖြစ်ဟာတရင်တရင်လုံးပြန့်သွားပါတော့တယ်ဘာသာရေးစာပေဖတ်ဖူးတဲ့ဘူကြီးတယောက်ကတော့ကျွန်တော်ကိုအတ္တကုံမလို့ခေါ်ပါတယ်အိဗယ်ကတော့ကျွဲမဲသားပေါ့အဲ့ဒီကာလမှာ နာမည်ကြီးရုပ်ပြတစ်ခုရှိပါတယ်။အိန္ဒိယနိုင်ငံရဲ့ဒန္နာယီဇလန်းတွေမှာကျွဲတွေနဲ့နေတဲ့လူသားမင်းသားလေးအကြောင်းပါ။အဲ့ဒီမင်းသားနဲ့နှိုင်းထတာပါ။ကျွန်တော်ကိုကိုကိုပြန်ဆန်းစစ်တော့ကျွန်တော်ဟာသေဘေးသုံးဟုတ်ကြီးမားတဲ့ဒန္နာရနိုင်လောက်တဲ့ဘေးကလက်တလုံးကြားလွတ်ခဲ့တာလို့သဘောပေါက်မိပါတယ်။ဒီလိုအဖြစ်အမျိုးတွေဟာစစ်တပ်ထဲမှာရောတပ်ထဲကထွက်ပြီးတဲ့အခါမှာပါ အများကြီးကြုံခဲ့ရဖို့ပါတယ်ချယ်ရီရိတ်နဲ့ကျွန်တော်အများပြည်သူတွေကြားထဲမှာတော့သိမသိကြပေမဲ့စစ်တပ်အတိုင်းဝိုင်းမှာတော့သိသူများကြပါတယ်ချယ်ရီရိတ်ဆိုတဲ့ဖွဲ့စည်းကို DSA ကျောင်းစင်အရာရှိ ကြီးငယ်တို့ကအဖွဲ့ထားတာပါမင်းမျိုးသားတစ်ပိုင်းတွေဖြစ်ခဲ့ဘူးကြလို့ချယ်ရီပန်းတန်ရောစင်နဲ့ချယ်ရီရိတ်လို့နာမည်ပေးထားတာပေါ့ အဲ့ဒီအဖွဲ့မှာပါတဲ့တချို့ DSC ကျောင်းစင်းတွေဟာအချိန်ဤကောင်းတဲ့အတွက်အဖွဲ့ရံပုံငွေကိုသိမ်းရတဲ့ချီပြီးထည့်ကြရပါတယ်။ဒါကြောင့် Cherry ရဲ့ရံပုံငွေဟာသိမ်းထောင်ပေါင်းများစွာ ရှိပါတယ်။ဒီအဖွဲ့ရဲ့အဓိကလုပ်ငန်းကတော့ DSC မှာပညာသင်ခဲ့တဲ့အငင်းစားဆရာဆရာမများနာမကျန်းဖြစ်ရင်သို့မဟုတ်ကွယ်လွန်ခဲ့ရင်ကူညီထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။ကျွန်တော်က Cherry ရဲ့အကြောင်းကို ကြားရတဲ့အခါ တာလူခေါ်မိပါတယ်။စောပိုင်းမှာတော့ကျွန်တော်သူတို့နဲ့အဆက်အသွယ်မရှိပါဘူး။ကိုကစားပြီးအဆက်အသွယ်မလုပ်တာပါ။ခိုင်မာတဲ့အကြောင်းရှိပါတယ်လေ။ကျွန်တော်တက်ကထွက်တဲ့အခါ1989ခုနှစ်မှာတက်ကအငိမ့်စားပြေးလိုက်ရတဲ့အခါမှာတော့အဲ့ဒီခေတ်ကတကိုးထွားနေတဲ့မြန်မာတင်ဦးကြီးကအမိန့်တစ်ခုထုတ်ပါတယ်။ဘာလဲဆိုတော့ 1989ခုနှစ်အုံကြော်မြင့်အမှုနဲ့ဆက်နွယ်ပြီးတက်ကအငိမ့်စားအပေးခံရတဲ့အရာရှိတွေကိုအဆက်အသွယ်မလုပ်ရစကားမပြောရအကယ်၍မလွဲမရှောင်သာပြောမိခဲ့ရင်အထက်ဌာနကိုသတင်းပို့ရန်ဖြစ်ပါတယ်။ဒါကြောင့်မို့ညီကိုတမျှခင်ခဲ့မှုတဲ့အရာရှိအတော်များများဟာကျွန်တော်တို့နဲ့အဆက်အသွယ်ပြတ်ကုန်ပါတယ်။တကြောပြန်ဆက်ဆံရင်နောက်ပြီး1988ခုနှစ်မှာ ကျွန်တော်နိုင်ငံကြီးနေပယ်တဲ့ရောက်သွားတဲ့အခါမှာလဲတက်ကရာရှိတော်များများဟာကျွန်တော်ကိုစကားမပြောရဲကြပါဘူး။ဒါကြောင့်ကျွန်တော်ဟာချယ်ရီအပြင်အခြားတက်နဲ့ဆက်နွယ်နေတဲ့အသင်းအဖွဲ့တွေနဲ့လည်းကင်းကွာနေပါလေ။တမင်ကင်းကင်းနေတာပါ။ဒါပေမဲ့စေတနာကောင်းတဲ့အရာရှိဟောင်းတချို့ကြောင့်ကျွန်တော်အစီကိုချယ်ရီနှစ်စင်မဂဇင်းတစ်စောင်ရောက်လာပါလေ။အဲ့ဒီထဲမှာဖော်ပြထားတဲ့အစီရင်စရာများအရာ ဘသူတွေကဘလောက်လှူတယ်ဆိုတဲ့အစင်းနေနဲ့ပြီးခဲ့တဲ့နှစ်ထဲမှာနိုင်ကျမ်းမာကြီးအထောက်အကူဖြစ်ဘဲဆရာဆရာမတွေကိုထောက်ပံ့နေဆိုတာလဲသိရပါတယ်2016ခုနှစ်ထဲမှာထင်ပါရဲ့ခြေဒီရင်နဲ့ပတ်သက်တဲ့အစည်းအဝေးတစ်ခုကိုရွှေနန်းတော်ဟိုတယ်မှာလုပ်မယ်အကြောင်းကျွန်တော်ကပါတက်ရောက်စေလိုကြောင်းဖိတ်ကြားစာရရှိခဲ့ပါတယ်အဆက်ထဲလဲကျွန်တော်ကလည်းအဲ့ဒီအစည်းအဝေးမှာအဓိကမိန်ကွန်းပြောသူအဖြစ် သတ်မှတ်ထားပါကြောင်းသတင်းရောက်လာပါတယ်။ဒါကြောင့်မို့လို့အဲ့ဒီအခမ်းအနားမှာကျွန်တော်ကချယ်ရီရဲ့ဤမှန်းချက်တွေကောင်းမွန်တဲ့အတွက်ကြောင့်ထိုအဖွဲ့အတွန်းရှေးကြစေကြောင်းပြင်လော်ဂီလော်ဂုတ်တရာနှစ်ဖျားသောကာလတွေမှာကြီးမားကျယ်ပြန့်သောအကျိုးကျေးဇူးများရနိုင်ပြီဖြစ်ကြောင်းပြိသန်လာရစကားပြောကြားခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာကျွန်တော်ကစီနီယာအကြဆုံးဖြစ်ပြီးဂျူနီယာအင်တိတ်အသီးသီးကအရာရှိဟောင်းများ ပါဝင်ပါတယ်။အချို့ဆိုရင်ဒုဝင်ကြီးဟောင်းများတောင်ပါဝင်ပါတယ်။အဲ့ဒီနေ့အစည်းအဝေးပြီးဆုံးတဲ့အခါချယ်ရီမှာအရေးပါတဲ့တာဝန်ထမ်းဆောင်နေတဲ့နေသားရာရှိကြီးတစ်ယောက်ကကျွန်တော်နေတဲ့စီပင်ရိပ်သာအခန်းကိုရောက်လာပါတယ်။အကြောင်းရင်းကတော့မကြာမီထုတ်ဝေမှာဖြစ်တဲ့ချယ်ရီမဂ္ဂဇင်းအတွက်စောင်းမတစ်စောင်ရေးနိုင်ရေးဖို့လာပြီးတောင်းဆိုတာပါ။ကျွန်တော်က ကျွန်တော်စောင်းမကိုခမားတို့အယ်ဒီတာအဖွဲ့ကထည့်ခြင်းမမလားလို့မေးတဲ့အခါသူကကျွန်တော်တို့ချယ်ရီဟာရောင်မရှိပါဘူးအကိုကြီးရေးတဲ့စောင်းမဆိုရင်လွလွလပ်လပ်လက်ခံရမှာပါလို့ပြောပါတယ်။ဒါကြောင့်ကျွန်တော်အထက်မှရေးခဲ့တဲ့ဂုံကျေးဇူးကို အထူးသီးလျက်ဆရာဆက်ဆိုတဲ့စောင်းမကိုပေးပို့လိုက်ပါတယ်။ချယ်ရီထွက်လာပါပြီ။တူတူပြောရရင်ကျွန်တော်စောင်းမမပါလာပါဘူး။ကျွန်တော်ကိုတကူးတကား စာမူလာတောင်းတဲ့ညီတော်မောင်လဲအားနာလို့ထင်ပါရဲ့ကျွန်တော်စီပေါ်မလာပါဘူးကျွန်တော်ကတွေ့တဲ့လူတိုင်းကိုမေးပါများမှပောက်ချလာပါတယ်အဲ့ဒီပုဂ္ဂိုလ်ကိုကျွန်တော်မေးတဲ့အခါတိတိတကျပြန်မဖြေပါဘူးသို့တော့ချယ်ရီရဲ့ထိပ်ပိုင်းပုဂ္ဂိုလ်များကကျွန်တော်ဆောင်းမကို မထည့်ရဲကြလာတော့ပေါ်လွင်ခဲ့ပါတယ်ဒါကြောင့်ချယ်ရီရိတ်မှာအရာမရှိဘူးလို့ပြောခဲ့တဲ့ညီတော်မောင်များကိုဒီနေရာကပြောလိုက်ပါရစေ။ ချယ်ရီရိတ်မှာအရာအောင်ရှိပါတယ်ခင်ဗျာကိုကိုကိုတော့သိကြမှာပေါ့အကြောင်းသိတဲ့ပုံကိုယ်လေးပြန်ပြောတာကတော့ကျွန်တော်ဆောင်းပါးကိုထဲ့တဲ့မထဲ့တဲ့ဆရာကြီးများကမဲခွဲဆုံးဖြတ်ကြပါသည်တာတူတခွန်းလေးခေါ်ပါရစေဝင်းထိန်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်